တွက်အားလုံးပဲမင်္ဂလာပါဒီနေ့ခုနှစ်တိအချိန်နဲ့ကျိုးဆိုရတယ်နော်အားလုံးထိုင်းနိုင်ငံလူနိုင်ငံအားလုံးမြန်မာနိုင်ငံမှာနိုင်ငံကအော်ပြည်ပြည်သားပေါ့ဒီထိုင်းနိုင်ငံမှာအလုပ်လာလုပ်တဲ့မြန်မာနိုင်ငံသားအော်အားလုံးကိုအဲကိုနဲ့ကိုက ရိဝိရနဲ့နေအောင်ပေါ့နော်ကုလောဆေအတိရတိုင်းပေါ့နော်ထိုင်ဆေးရနေပြီးတော့တော်လေးကိုဒုက္ခရောက်တယ်အဲဒီခွေနိုင်တီးကိုထိန်ချုပ်ဖို့အတွက်ကိုသူကတော်လေးကိုဒါတော်လေးကိုဒုက္ခရအောင်လေအဲ့တော့ကို့ကိုကို့ကိုပြည်လားကို့ပဲကျွန်လုံးကျွန်ထင်းသိမ်းနေအောင်လားဟောကို့ကိုတတိနဲ့ဝိရနဲ့ဒါကို့ကိုကိုပါပြည်လားအာကို့ထင်းသိမ်းနေ ဟုတ်သားပေါ့စီးရင်ကန်နေပေါ့ဟိုကိုကြည့်ရမပေါ့ဒီဘက်ကိုကယ်လို့မရဘူးလို့ဆက်ဟုတ်လားအဲအလုံးမှာခွေးနဲ့တည့်အချင်းညာရန်ဆိုရတယ်အလို့ရန်ဒီတိုင်မဲ့ကူကအလို့လည်းမဲ့ညာအကြီးဖြစ်ရနော်အလို့လည်းပတ်မွာတော်လေးဟိုဒီဥစ္စာပေါ့ဒုက္ခရအောင်အဲအလုံးကညောင်နိုင်ငံသားတွေဒီထိုင်းနေမှာလောလောကျမြန်မာနိုင်ငံသားတွေကို ဟို3ပြန်နေနဲ့ဒီခီဗီဒီယိုကိုလိုအပ်ခြင်းဖြစ်အဲ့တော့အားလုံးက3နေရပါဟိုမလို့အပ်နေအပြင်မထွက်ကြပါနဲ့နော်အရက်သေးဆိုင်မတော့ဘူးအာဘိုးရောပေါင်းနေမယ်လို့ထင်တယ်ဟုတ်လားရည်ရည်ရတော့စီရင်သူကခန္ဓာခန္ဓာကိုယ်ရဲ့ဟိုဥစ္စာပေါ့ဟိုခန္ဓာကိုယ် ယောဂါကိုတက်ကြတဲ့ခဏကိုမာဥစ္စာတွေသွေးပြူတွေစိတယ်မလားသွေးပြူလားသွေးပြူလားမသိဘူးမာမျာအဲ့ဒါလေအရက်တော်လို့စီရင်အိတ်ခဏကိုရအပြည့်လိုက်ရောက်နေလာတော့အဲ့ဒါဟိုအပြင်သွားရမလို့ဒီနေဥစ္စာပြောမှဆိုစင်ဒီအဲ့ဘယ်ဝယ်သူစင်ပြသွားမယ်ဆေးဝင်တို့ပါတို့ပေါ့လေဒီ convenience store တွေပါတယ်တော့သွားရမှာမလားအဲ့ခင်ဗျားတို့အနေနဲ့က ရဲ့ရတိစာကျိုးကိုအတောင်နဲ့နောက်ပြီးတော့ဆလိတ်ဆလိတ်တောက်တာလို့များဟုတ်လားဒီချိန်မှာဒါဟုတ်လားဒီချိန်မှာဒါဆလိတ်ချရင်ဘူတော့ကောင်းလိမ့်မယ်လို့ထင်တယ်ခိုင်းပါမနေဟုတ်လားလောနေပြန်လို့စီရင်ခိုင်းပါမနေပဲမသွားနဲ့ဆလိတ်ချရှင်ဆိုရင်ဒီချိန်မှာဒါကောင်းမယ်အရက်ပြမယ်လို့စီနေဒီချိန်မှာအကောင်းဆုံးကောင်းဆုံးချေပြောအောင် ခွေးနဲ့တရနေတိုင်းမှာစီးဘူးအမှဆုံးတော့စိုးလေးပဲမှာတော့စီးရင်အဲ့ရပစ္စည်းတွေကိုင်းနေရပါလဲဒါအတော်လေးဟုတ်လို့အားရပါတော့ပစ္စည်းကိုင်းနေရကိုကိုင်းတဲ့ပစ္စည်းကသမ ्या ကံမီတာပစ္စည်းလားပါလားကိုလည်းမသိဘူးအဲကံမီတာပစ္စည်းရာကိုခိုးနေတယ်စီလားမစီလားအဲ့လိုကံရနေတာကိုနောက်တော့ပြန်ကံဦးစီကိုလည်းမစီလို့စီနေတာဟုတ်လားအဲကိုဟောပိုင်နဲ့ဒီစပေးပိုင်နဲ့ဥစားပေါ့ ။ဟောမစေးပြီးလို့စိတ်နေတာသူတို့ဒုက္ခရအောင်ဖြစ်တဲ့အတွက်အဲ့ဒါကိုသတိထားပြီးတော့နေကြပါဦး။ကဲလောက်ဆိုနော်လောက်ပဲသတိပြင်ချင်ပါလေ။အားလုံးကျမ်းမှချမ်းသာပြီးတော့လူဆန္ဒပြပါစေလို့ဒီကနေပဲဆုတောင်းပြပါရစေ။အားလုံးမင်္ဂလာပါ။